ထိုသူနှစ်ယောက်တို့ကိုယထာရဲ့နောင်မျိုးကိုဆွဲပြီးတော့လိုက်စေတယ်။အဲဒီခါမှာတော့ယထာပိုင်ရှင်အစ်စ်ဖြစ်တဲ့သူဟာလူသားဆင်စစ်ဖြစ်တဲ့အတွက်ကြောင့်မောပန်းပြီးတော့ဆုံးလို့လဲဆုံးစီတော့ဟုဆိုကအားလျှော့ပြီးယထာကိုလွတ်လိုက်တော့တယ်။ယထာတရားဆိုတာကတော့ယောက်ျားတယောက်ဟာမျက်နှာတိကိုလက်တန့်စင်မှုအတွက်တခုသောယောက်မမြင်ရထားစီးပြီးတော့ထွက်ခွာလာတော့လေ အဲ့ဒီအချိန်မှာပဲတရားမင်းဟာလေလောကကိုကြည့်တိုက်တဲ့အခါမှာတော့ဘုရားလောင်းမဟောတရားကိုမြင်ပြီးတော့ဒီသူကမင်းဘုရားလောင်းရဲ့ပညာကုန်ထင်ရှားတော့ဖြစ်ကိုငါပြုတ်ဖို့အတွက်ထိုက်တန်နေငါလူရောင်ဖန်ဆင်းပြီးတော့လူပီကိုသွားဟောင်းမှာပဲတရားမင်းဟာအဲ့ဒီလိုပြောပြီးတော့လူရောင်ဖန်ဆင်းလိုက်တော့လေအဲ့ဒါပြီးတော့လူသားအတွင်ဖြစ်လူပီကိုလာပြီးတဲ့အခါမှာတော့တို့မြင့်ထားစီးတဲ့အသွားနေတော့ယောက်ျားရဲ့ယထာနောက်ဆုံးကိုကင်ပြီးတော့အစင်တစိုက်ပြေးလိုက်လာတော့လေအဲ့ဒီလိုနဲ့မြင့်ထားပိုင်ရှင်ဟာ မြင်းရထားရဲ့နောင်မီးစွန်းကိုကင်ပြီးတော့အစင်တစိုက်လိုက်လာတဲ့လူလင်ပြိုကိုမြင်တဲ့အခါမှာတော့ဒီလူဟာဘလို့အကြောင်းရှိလို့ငါးရဲ့နောက်ကိုအစင်တစိုက်လိုက်လာရတာလဲအဲဒီလိုတွေးကြံပြီးတော့အဆွေယောက်ျားတင်းအဘဲကိုအလိုရှိ၍ဤမြင်းရထားရဲ့အစွန်းကိုကင်၍အစင်တစိုက်လိုက်နေရတာလဲကွအဲဒီလိုမေးထားလိုက်တော့တယ်အဲဒီအခါမှာတော့တကြားလူလင်ပြိုကအရှင်ကျွန်ုပ်ကတင်းရထံမှာမိခိုး၍နေလိုတော့ကြောင့်မြင်းရထားရဲ့နောက်ကိုကင်ပြီးတော့လိုက်နေရခြင်းဖြစ်ပါတယ်ကောင်းပြီဗျာဒါဆိုလေတင်းရဲ့သဘောပါပဲ လိုက်ချင်ရင်လည်းနောက်ကဆက်လိုက်ခဲ့ပေါ့အဲ့ဒီလိုပြောပြီးတော့မြင်းအထားကိုဆက်မောင်းသွားတော့လေအဲ့ဒီလိုနဲ့အတန်ငယ်ကြားတဲ့အခါမှာတော့ရေကန်တစ်ခုနားအရောက်မှာလူလင်ပြူဟာရထားကိုရက်တန့်ပြီးတဲ့ရထားပေါ်မှာဆင်းကကိုလက်တန့်စင်ရေချိုးခြင်းတို့ကိုပြုတ်လို့ရေကန်အနီးသို့သွားတော့လေအဲ့ဒီအခါတကြမင်းဟန်ဆောင်ထားတဲ့လူလင်ပြူကမြင်းအထားပေါ်တက်ပြီးတော့မြင်းအထားကိုမောင်းနေပြီးပြေးသွားတော့လေအဲ့ဒီအခါမှာရထားပိုင်ရှင်ကမြင်တဲ့အခါမှာတော့သူရဲ့မြင်းအထားကိုလူလင်ပြူခိုးယူပြေးသွားတယ်ကိုသိ၍ နောက်ကနေထက်ကြက်မကွာပြေးလိုက်သွားတော့လေအဲဒီလိုနဲ့မဟောတရားရဲ့ဇယက်အနီးကိုရောက်တဲ့အခါမှာတော့မြင်းရထားကိုမှီသွားတော့လေအချင်းတင်ပါကြောင့်ကျုပ်ရဲ့ရထားကိုခိုးယူပြေးရတာလေကွအဲဒီအခါတရားမင်းဟန်ဆောင်ထားတဲ့လူလင်ပြောကဗမာလဲတဲ့ရဲ့မြင်းရထားဒါကျုပ်ရဲ့မြင်းရထားဗျတင်မြင်းရထားချင်းတူလို့အမြင်မားတာဖြစ်မှာပါဗျာအဲဒီလိုနဲ့ နှစ်ဦးသားအပြန်အလှန်ညင်းခုန်နေကြတော့လေသူတို့ညင်းခုန်နေတဲ့အကြောင်းကိုမဟောတရာသူတို့သားလေးကြားသွားတဲ့အခါမှာတော့သူတို့နှစ်ဦးကိုခေါ်ခိုင်းလိုက်တော့လေအဲဒီလိုနဲ့သူတို့နှစ်ယောက်ရောက်လာတဲ့အချိန်ခါမှာတော့မဟောတရာသူတို့သားလေးဟာနှစ်ယောက်လုံးကိုအကဲခတ်ကြည့်လိုက်တော့လေအဲဒီအခါတကြားမင်းဟန်ဆောင်ထားတဲ့လူလင်ပြူဟာတပားသူကိုခန့်ညားကြောက်ရွံ့ခြင်းတစိုးတစိမြမရှိအလုံးကလည်းရဲရဲနဲ့မျက်တောင်ကလည်းစိုးစင်မြမခက်စင်စစ်ဤလူဟာလူမဟုတ်ပဲနဲ့ နဲ့မဟုတ်ရင်တရားပဲဖြစ်မယ်လို့မဟောတရားသူတို့သားလေးဟာအတက်တည်တော့လေဒါပေမဲ့အများသူငါတို့ကိုသိစေလိုခြင်းနဲ့အတွက်ကြောင့်အကြောင်းစုံတို့ကိုမေးမြန်းတော့လေအဲ့ဒီအခါမှာသူတို့နှုတ်ဦးဟာလေမဟောတရားသူတို့သားလေးကိုဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်ကြတော့လေအဲ့ဒီအခါမဟောတရားသူတို့သားလေးကသင်တို့ငါရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာကြမှာလားကွအဲ့ဒီအခါနှစ်ယောက်လုံးကမဟောတရားရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာဖို့သဘောတူလိုက်ကြတော့လေအဲ့ဒီအခါမဟောတရားသူတို့သားလေးကအချင်းတို့သင်တို့ရဲ့မြင်ရထားကို ငါရဲ့လူတယောက်ကိုမောင်းခိုင်းမယ်ကွသင်တို့နှစ်ယောက်ကမြင်ရထားရဲ့နောင်မီးကိုတစ်ဖက်စီကင်ပြီးတော့လိုက်ကြရမယ်မြင်ရထားကိုမလွတ်လင်ယထားရှင်ဖြစ်စေကွလွတ်ရင်တော့ယထားတကုဖြစ်စေအဲ့ဒီလိုပြောကြားလိုက်တော့တယ်အဲ့ဒီလိုနဲ့ယထားကိုလူတယောက်ကိုမောင်းနေစေပြီးတော့ထိုသူနှစ်ယောက်တို့ကိုယထားရဲ့နောင်မီးကိုဆွဲပြီးတော့လိုက်စေတယ်အဲ့ဒီခါမှာတော့ယထားပိုင်ရှင်အစ်စ်ဖြစ်တဲ့သူဟာလူသားဆင်စစ်ဖြစ်တဲ့အတွက်ကြောင့်မောပန်းပြီးတော့ဆုံးလို့လဲဆုံးစီတော့ဟူဆိုကအားရှော့ပြီးယထားကိုလွတ်လိုက်တော့တယ် တရားမင်းကတော့ယထာနဲ့ထက်ကြက်မကွာလိုက်သွားတော့လေအဲဒီလိုနဲ့မဟောတရာသူခမေးဟာယထာကိုပြန်လာစေပြီးတော့ပရိသတ်အပေါင်းတို့အားအချင်းတို့ဒီလူဟာမြေထားရဲ့နောက်ကိုအတန်ငယ်လိုက်ပြီးတော့လွတ်လိုက်တယ်ကွဒီလူကတော့ယထာရဲ့နောက်ကိုထက်ကြက်မကွာလိုက်ခဲ့တယ်ဒါပေမဲ့လမ်းတစ်ဝက်မှာယထာကိုလွတ်ပြီးတော့နေခဲ့တဲ့သူလောက်မပင်မန်းဘူးကွကိုတွေမှလည်းချွေးတစ်ပေါက်မှမထွက်ဝင်သက်ထွက်သက်ကလည်းမလိုက်ဖို့မြေဒီကိုမှလည်းကြောက်လန့်ခြင်းမရှိဘူးကွမျက်စိကြောင်တောင်တောင်နဲ့မျက်တောင်ကလည်းမခက် ဒီချင်းညာလေးကိုထောက်ထားပြီးတော့ကြည့်လို့ရှင်ဒီလူဟာနဲ့တကြမဟုတ်ရင်နဲ့စင်စစ်ပဲဖြစ်လိမ့်မယ်ကွအဲဒီလိုပြိဿအပေါင်းတို့ကပြောကြားပြီးတဲ့အခါမှာတော့လူရောင်ဖန်ဆင်းတဲ့တကြမင်းကိုသူတကြမင်းဟုတ်တယ်မလားဟုတ်မှန်အတိုင်းဖြေလို့အဲဒီလိုမေးလိုက်တော့လေအဲဒီအခါမှာတကြမင်းဟန်ဆောင်ထားတဲ့လူလင်ပြူကဟုတ်ပါတယ်မဟောတတာသူခမိန်ငါဟာသူခမိန်ဆိုတဲ့အတိုင်းတကြမင်းမင်ဖြစ်ပါတယ်သင်တကြမင်းဖြစ်ပါလေရဲ့ဘာကြောင့်ဒီလိုပြုတ်မှုရတာလဲကွမဟောတတာသူခမိန် ်သင်ရဲ့ပညာကျေးဇူးထင်ရှားစေလိုခြင်းကငါဒီလိုပြုတ်လောက်ရတာပဲကွအသင်တကြားမင်းနောက်ခါကျရင်ဒီလိုမပြုတ်လောက်ပါနဲ့ကွအဲ့ဒီလိုဆုံးမထားလိုက်တော့လေအဲ့ဒီခါတကြားမင်းကမိမိရဲ့တကူကိုပြပြီးတော့မဟောတရာတရိုးသားလေးကိုကောင်းစွာချီးကျူးပြီးတော့နတ်ဘီကိုပြန်သွားတော့လေအဲ့ဒီခါမဟောတရာတရိုးသားလေးကိုစောင့်ကြည့်နေတဲ့အမတ်ဟာအကြောင်းစုံကိုဝိတေဟရမင်းကြီးကိုရှောက်တင်စေတော့လေအရှင်မင်းကြီးအမှုဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမိမိတကူဖြစ် သူတပားတို့စိတ်နှလုံးကိုထင်အောင်ထင်မှားရှိအောင်ဖန်ဆင်းတတ်သောတရားနဲ့များတော့လေတရားမဟုတ်လင်မနိုင် မဟုတ်မမှန်လင်ရှုံးစေခြင်းကစွမ်းနိုင်သောလောကတွင်ပညာရှင်ယောက်ျားထုယောက်ျားမြတ်နတ်မျက်စိတပွဲဖြစ်သောမဟောတရာဒုက္ခမိန်လေးကိုဆောင်ယူဖို့အခါအခွင့်တင့်ပါပြီအဲ့ဒီလိုလျှောက်ထားလိုက်တော့လေအဲ့ဒီစကားကိုကြားလေဝိတေဟရမင်းကြီးကအချင်းတင်းဆိုသည့်အတိုင်းပင်ငါမဟောတရာသရိုးသားလေးကိုဆောင်ယူခြင်းနေတာကတော့ ကောင်းကင်မှာသားတစ်ကိုဟစ်လိုက်တော့အတန်းနဲ့စွန်ရဲလက်မှာကြလာကြတဲ့ရပဲကွ။ဒါပေမဲ့ငါရဲ့အိမ်မက်တော်ကိုနတ်မျက်စိဖြင့်ကြည့်၍မြင်တဲ့ကဲ့သို့ထင်ရှားစွာမြင်သောပညာရှိသူခမိန်တို့ကိုမတိုင်မမဲနဲ့အလင်းတစောပြုတ်လို့မရဘူးကွ။ထိုသူတို့သားလေးဟာလည်းအရွယ်အားဖြင့်နုနယ်သေးတာကတကြောင်၊ကျေးဇူးပညာအရာအချက်ကလည်းနည်းသေးတာကတကြောင်။အဲ့ဒီအကြောင်းပြချက်တွေကနေကင်းလို့အောင်အမတ်ကျေးသူခမိန်တို့နဲ့တိုင်မြင်အောင်မယ်ကွ။အဲ့ဒီလိုပြောပြီးတော့တေနကအမတ်ကြီးကိုခေါ်ယူပြီးတော့အမတ်ကြီး မဟောတရာဒုက္ခမင်းလေးကိုဆောင်ရရတော့ကောင်းပြီမဟုတ်လောမင်းကြီးရဲ့စကားကိုကြားလင်းတေနကမကြီးကအရှင်မင်းကြီးဤမြတ်တော်တရားကိုဆုံးဖြတ်နိုင်ကများနဲ့ဒုက္ခမင်းမခံတော့သေးပညာရှိသောသူတို့ခက်ခဲအောင်လှုပ်ဝဲရင်မေးအပ်တော့အမေးပြဿနာတို့နဲ့ဖြေဆိုနိုင်မှပညာရှိဒုက္ခမင်းခန့်ခြင်းကထိုက်တန်ပါလေပညာရှိမရှိကိုသိရအောင်ယခုတော့ခဏလောက်ဆိုင်းငံ့တော်မူပါပညာဆန်းမေးတော်မူပါဦးမယ်အဲ့ဒီလိုလျှောက်တင်ထားလိုက်တော့လေ ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်